ကျဲเจ้าနေပြောနေတယ်ကိုကြီးကြီးကိုကြီးတို့လေတိလာကျဲเจ้าနေပြောနေတာကျက်ကလေးတကောင်ဗျာကျက်မကောင်းကောင်းနဲ့ဥတဲရနေပြီးတော့ဆယ်လာသားအယူအထိမွေးပြီးတော့တိုင်ဝိုင်းနဲ့ဝင်ကြည့်ပါလားဗျာဟုတ်လားလွယ်သလားလို့ဒီလိုပဲလေ အသေးစကားတွေအရင်ပြောကြတာပဲဒါပေမဲ့အသေးပုံတတူလေးထိုးကြည့်တယ်လွယ်သလားလို့ဒီနေ့ချက်သမားညီကိုတွေကိုကျွန်တော်နည်းနည်းလေးပြောပြမယ်ဗျဒီဟာခမရတို့တွေနှလုံးသားနဲ့နားထောင်နားထောင်အုံနောက်နဲ့နားထောင်နားထောင်ခမရတို့ရင်ဘတ်ထဲရောက်ဖို့အရေးကြီးတယ်ကျွန်တော်ပြောတာလေခမရတို့နားထောင်ကြည့်လိုက်ကျွန်တော်တို့ငငယ်တုန်းကကြောက်တော်ကြီးဖေကကျွန်တော်တို့သွားတယ်ကြောက်တော်ကြီးဖေကဆိုရန်ကုန်ကကြောက်တော်ကြီးဖေကကျွန်တော်တို့သွားတယ်စနေတနေ့တွေလှုပ်ပိတ်ရလေသွားလိုက်တယ်ဗျာသွားလိုက်တဲ့အခါမှာလမ်းဘေးမှာ အကျွေစီးဘေးဒင်တွေရောအာအများကြီးပဲဘေးဒင်ပေါင်း3600ဗျာဒါပေမဲ့သူတို့ကိုစော်ကားတာမဟုတ်တော့သူတို့လမ်းဘေးမှာရွက်ဖြင်းတဲလေးနဲ့ဘေးဒင်တွဲနာဟုတ်လားအဲ့ဒါကျွန်တော်တို့ကလည်းယုံကြည်တော့တွားပြီးတော့တွတ်တာပေါ့ဗျာတွတ်တဲ့အခါမှာပြောလဲဆိုဒီလာတဲ့မှာမင်းငွေတွေဝင်အောင်မှာဟာမင်းလောက်ကန်နေအဆင်ပြေအောင်မှာဟုတ်လားမင်းအချမ်းသာအောင်မှာဟုတ်လားဒီကြားလည်းပြောသေးပါလေဒီဟာမင်းအတက်ကြီးချမ်းသာအောင်မှာမင်းအတက်ကြီးကောင်းကောင်းမွန်မွန်တိုက်ကြီးတိုက်ကြီးနဲ့ နေအောင်မှာအခုလဲကြက်သမားကြီးကိုရလေအဲ့လိုဖြစ်နေတာဗျာသူတို့တော်မှဗျာကြက်ကိုခမစင်းသားကြည့်လိုက်ဗျာဟုတ်လားသူတို့တော်မှကြက်သွားတိုက်ပြီးတော့ဘွချော်နေတဲ့ကိစ္စကြီးကိုကြက်ရောင်းစားနေရတဲ့ကိစ္စကြီးကိုခမတို့ကယုံတာဟုတ်အဲ့တော့ခမတို့ဘာဖြစ်နေသိရယုံတဲ့ခဏကကျွန်တော်ပြောတဲ့ကြောက်တော်ကြီးဖေဟာမှသွားခမတို့ဘေးရင်သွားတွေ့တယ်လို့ဖြစ်နေတာခမတို့ဒီပတ်ဆံလဲကုန်သေးတယ် လူများဝိုင်းကြည့်တာလည်းခံသေးရဲ့လမ်းဘေးကြီးမှာစဉ်းစားကြည့်လိုက်လေဟုတ်လားအခုလည်းအလိုပဲပတ်စံလည်းကုန်သေးတယ်အချက်လည်းကွဲသေးတယ်ကြက်တိုက်ကဟုတ်လားခမရတို့အဲ့ဒါကြောင့်ချင့်ပြီးတော့ယုံဒီကြက်ကောင်းတယ်ဆိုပြီးတော့လိတ်မယုံနဲ့ခမရတို့ဒီခမရတို့ကြောက်တော့ပြီးပြမှာသွားပြီးဘီရင်တွေတော့တော့မတွက်နဲ့ခမရတို့ကအဲ့လိုတွက်တယ်လို့ဖြစ်နေတာခမရတို့တွေပုံစံကြီးอ่ะ ဟုတ်လားတချို့နေရာတွေက fake နေကြီးပဲဟုတ်လားချက်မှဥရင်းတွေကနေပြီးတော့ဆယ်လားအထိကိုခင်ဗျားတို့ဖောက်ကြည့်လွယ်သလားလို့ဖောက်ကြည့်လိုက် မလွယ်တဲ့ဟာကြီးကိုဗျာဘယ်အချက်မျိုးမှလည်းမသိယူပြီးတော့ရောင်းနေတဲ့ဟာကြီးကိုအဲ့ဒါကြီးကိုခင်ဗျားတို့ကသွားပြီးတော့ယုံကြည်တာလीခင်ဗျားတို့ဘေးရင်ဆရာလို့ပေါ့ဗျာလမ်းဘေးမှာရွက်ဖြင်းတဲကြီးထိုးပြီးတော့မှခင်ဗျားခင်ဗျားတို့တွက်ပေးသေးတဲ့ကိစ္စကြီးဟုတ်လား ူးစားတာသူမသူကြည်လေချမ်းသာတဲ့သာတာကြီးသူမသူလုံးပါပဲလေခမရစင်းသားလေဟုတ်လားခမရတို့ကချမ်းသာအောင်မှာဗျာခမရတို့ကသီလားခမရတို့ကတကယ်ချမ်းသာအောင်မှာခမရတို့ကြောက်တော်ကြီးဖေရဘေရင်တော့တော့တွက်နေလို့ခမရတို့ချမ်းသာအောင်မှာတရား